အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့အောင်းနိုင်မလားပါမနေ့ညတော့က Leo Messi နဲ့ Rodrigo De Paul တို့နှစ်ယောက်က Argentina လူပိစဉ်အသင်းရဲ့ training camp သွားဖို့အတွက် Barcelona နဲ့နီးစပ်ရာမျိုးကိုသွားရောက်နေတဲ့အချိန် Barcelona မျိုးကို surprise ဝင်ပြီးတော့ Spotify camp လို့ခွင့်ကြီးကိုသွားရောက်လည်ပတ်ခဲ့ပါတယ်ဒီအထဲမှာလီယိုမက်ဆီက Spotify Camp လို့ခွင့်ရှင်းမှာလုံခြုံရေးတယောက်ကိုသူ့ကိုကွင်းတွင်းဝင်ခွင့်ပေးဖို့တောင်းဆိုခဲ့တဲ့အချိန်မှာ ဒီယိုမန်စီပန်းတိခဲ့ပြီးတဲ့နောက်ပိုင်းမှာလုံချုံရေးကဒါကလပ်ကချမှတ်ထားတဲ့စီကတ်လေးကိုဖောက်ဖျက်ပြီးတော့သူ့ကိုကွင်းတွင်းမှာ ဝင်ရောက်ခွင့်ပေးခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့တယ်။လီယိုမက်ဆီရဲ့ဆိုရှယ်မီဒီယာပို့စ်တွေပြန်လည်သွားပေးပြီးတော့မှဘာစိုနာအသင်းလည်းသိခဲ့တာဖြစ်ပြီးတော့ဘာစိုနာအသင်းကတော့မက်ဆီအတွက်အမြဲတမ်းဝဲကမ်းဖြစ်တယ်လို့ထုတ်ပြန်ကြေညာခဲ့တယ်။တစ်ဖက်မှာတော့လီယိုမက်ဆီကဒီ Sport News Report တစ်ခုနဲ့အတူမကြာမီမှာသူ့ရဲ့ interview တစ်ခုလုပ်ဖို့ရှိကြောင်းကြေညာခဲ့တယ်။အဓိကကတော့ဘာစိုနာကထွက်ခွာသွားတဲ့ story ရဲ့ Inter Miami ကသူ့ရဲ့ life အပါအဝင်အနာဂတ် plan တွေအားလုံးကိုအဲ့ interview မှာပြောကြားသွားမှာ ါမှာဖြစ်ကြောင်းဆိုပါတယ်အင်္ဂလန်လူဝိစင်အသင်းရဲ့နီးပြတောမတ်တူဟေကတော့2026ကမ္ဘာဖလားပြိုင်ပွဲကြီးမှာပြိုင်ပွဲကြီးကျင်းပကန်ဒီမှာအသင်းဖြစ်နိုင်ဖို့အတွက်ပူနွေးတဲ့ရာသီဥတုအတွက်ကိုရည်ရွယ်ပြီးတော့ မြောက်အမေရိကတိုက်မှာတွားရောက်လေ့ကျင့်ဖို့ပြင်ဆင်ထားတယ်အထူးသဖြင့်ဂျွန်လာလောက်မှာအင်္ဂလန်ဟာဒါကမ္ဘာဖလားမတိုင်ကြီးမှာပူနွေးတဲ့ရာသီဥတုအောက်မှာလေ့ကျင့်ဖို့သူဘက်ကပြင်ဆင်သွားမှာဖြစ်ကြောင်း Athletic Report ကဖော်ပြပါတယ်ဘာဆိုနာသင်းရဲ့ဥက္ကဋ္ဌဝမ်လာပေါ်တာက Spotify ကမ်မူကိုအပြည့်အစုံဖွင့်ထားတဲ့အချိန်မှာလီယိုမက်ဆီအတွက် ဂုံပြူပွဲတစ်ပွဲပြုလုပ်ဖို့သူတို့ဘက်ကစီစဉ်ထားကြောင်းနဲ့ဘလို့ပုံစံမျိုးသူတို့ဘက်ကလှုပ်ဆောင်သွားရမလဲဆိုတာကိုရှာဖွေနေစေဖြစ်ပြီးတော့သူတို့ဘက်က အိုက်ကွန်ပြပွဲကို Spotify ကွင်းတစ်ကြီးရဲ့ဖွင့်ပွဲမှာပြုလုပ်ဖို့စီစဉ်ထားပါတယ်။ဘာဆိုနာရဲ့အာဇာဒရိုက်တာဖြစ်သူဒက်ကိုကတော့ပြည်တိကလပ်လီယွန်ရဲ့ဘယ်လ်ဂျီယံလူငယ်တောင်ပံကစားမမာလစ်ဖိုဖာနာကိုသဘောကျလေရှိတယ်။အဲ့လူငယ်ကစားမလေးကဥရောပထိပ်တန်းကလပ်တွေအားလုံးသဘောကျနေသူဖြစ်ပြီးတော့ဒီကစားမလေးကိုစိတ်ဝင်စားလျက်ရှိတယ်။လက်ရှိမှာဘာဆိုနာကမာကက်ဆွဲရှုကိုခေါ်ယူဖို့သဘောတူညီမှုရနိုင်မှာဖြစ်တည်တိုင်အောင်မာလစ်ဖိုဖာနာရဲ့အခြေအနေကိုလေ့လာလျက်ရှိပါတယ်။ ရီယယ်မက်ဒရစ်အသင်းကလည်းဗီနီရှက်ဂျူနီယာကိုတတ်တန်းတို့စာချုပ်ထပ်ပြီးကမ်းလှမ်းထားတယ်တကယ်လို့ဗီနီရှက်ကသူ့ရဲ့ဓမန်းတွေကိုရှော့ချခြင်းမရှိဘဲညှဉ်းဆန်နေပြီးစာချုပ်သစ်အစင်မပြေရင်တော့မက်ဒရစ်ဘက်ကရောင်းဖို့စဉ်းစားထားပြီးတော့သူ့အတွက်ပြောင်းရွှေ့ခြင်းကိုယူရို150တတ်မှတ်ထားတယ်လို့ဆိုပါတယ်ရီယယ်မက်ဒရစ်အသင်းအနေနဲ့သူတို့ရဲ့လူငယ်စားမအာတာကူလာကို ရောင်းထုတ်ဖို့အစီအစဉ်မရှိကြောင်းဆိုပါတယ်ပရီးမီးယားလိဂ်ကမန်ချက်စတာစီးတီးနဲ့အာဆင်နယ်အသင်းတွေကစိတ်ဝင်စားတဲ့တူတူကြီးလူငယ်ကစားမက finishe junior နဲ့အဝင်နေပြီး သူ့အတွက်ဖန်တီးမှုခုနှစ်ကြိမ်တောင်ပြုလုပ်ထားတဲ့အတွက်ဒီချတိတ်လေးကိုလုံးဝရောင်းချသွားမှာမဟုတ်ကြောင်းဆိုတာပါဇင်းဒီတီစီတန်းကတော့မကြာမီမှာပဲအသင်းသစ်ကိုစတင်ကင်တွယ်သွားမှာဖြစ်ကြောင်းနဲ့အဲ့သတင်းကိုထုတ်ပြန်ကြေညာဖို့အချိန်တန်တော့မှာဖြစ်ကြောင်းဇီတန်းကဆိုပါတယ်ဗစ်တာအိုစီမန်ကိုတော့အခုလက်ရှိမှာဂါလာဆာရီအသင်းကနေဥရောပထိပ်တန်းကလပ်တွေကခေါ်ဖို့စိတ်ဝင်စားလေးရှိတယ်နိုင်ဂျီးရီးယားတိုက်စစ်မှုကဒီနေရာဒီမှာအကောင်းဆုံးခြေစွမ်းပြနေတာဖြစ်တယ်မနစ်ကတည်းကလည်းစွမ်းဆောင်ရင် ကောင်ပြတဲ့အော်စီမန်ကိုလက်ရှိမှာဥရောပထိပ်တန်းကလပ်တီတဲကပါရီစိန့်ဂျမိန်ဘာစလိုနာမန်ချက်စတာယူနိုက်တက်ချယ်ဆီနဲ့လီဗာပူးအသင်းတွေကခေါ်ချင်းကြောင်းဖော်ပြပါတယ်ပြင်သစ်လွေစင်အသင်းရဲ့နီးပြဒီဒီဒေးရှော့ကိုတော့ဆော်ဒီအာရေဗျာကလပ်ဖြစ်တဲ့အီဟီတီဟတ်အသင်းကသူတို့ရဲ့နီးပြအသင်းဖြစ်ခံဖို့စိတ်ဝင်စားလေးရှိတယ်ကမ္ဘာဖလားပြိုင်ပွဲ2026ပြိုင်ပွဲကြီးပြီးတဲ့အချိန်မှာ အဟီတီယက်ကဒါဒီဒီဒေရှုံကိုသူတို့ရဲ့နီးပြအသစ်ဖြစ်ခန့်ချင်နေတာလည်းဖြစ်တယ်အီတလီလေဝေးစင်အသင်းရဲ့နီးပြဟောင်းဖြစ်လို့မန်ချက်စတာစီးတီးရဲ့နီးပြဟောင်းဖြစ်တဲ့ရောဘတ်တိုမန်ချီနီကိုကာတာကလပ်အဆက်ကသူတို့ရဲ့နီးပြဖြစ်ခန့်အပ်ဖို့သဘောတူပါတယ်လာကစတာဒယ်လုစပေါ်ရဲ့ပေါ်ပြချက်ရာ ရောဘတ်တိုမန်ချီနီကလည်းအိုက်ကလမှုကိုလက်ခံတဲ့အတွက်မကြာမီမှာကာတာမှာနီးပြဖြစ်သွားရောက်လှုပ်ဆောင်တော့မှာဖြစ်တယ်မန်ချက်စတာယူနိုက်တက်အသင်းကအဲလီယက်အန်ဒါဆန်ကိုစိတ်ဝင်စားလျက်ရှိကြောင်းဖလိုရီယန်ဖက်ဒက်ဗစ်ကအတည်ပြုထားတဲ့ယူနိုက်တက်အနေနဲ့နော်တန်ဖောရက်စ်ရဲ့ကွင်းလယ်ကစားမကိုစောင့်ကြည့်နေတာကြာမြင့်ပြီးဖြစ်ပြီးတော့စောင်းရသည်မှာထိုက်တဲ့ပြောင်းရွှေ့မျိုးချင်းမျိုးနဲ့တောင်ကမ်းလန်းသွားဖို့စဉ်းစားထားကြောင်းနဲ့နော်တန်ဖောရက်စ်ကတော့သူတို့ရဲ့အင်္ဂလန်ကွင်းလယ်ကစားမအသက်22နှစ်အရွယ်ရှိတဲ့ဒီကစားမအတွက် အနည်းဆုံးပြောင်းရွှေ့ခြင်းတန်း80ကနေ120ကြာတိလိုချင်နေတယ်လို့ဆိုပါတယ်မန်ချက်စတာယူနိုက်တက်ကကိုဘီမင်းနူးကိုအငားနဲ့ထွက်ခွာခွင့်ပေးပွေရှိပေမဲ့အပိသက်ကိုတော့လုံးဝခွင့်ပြုနိုင်မှာမဟုတ်ကြောင်းဆိုတာပါမန်ယူနိုက်တက်အသင်းရဲ့အားကစားဒရိုက်တာဖြစ်သူဂျေဆင်ဝက်ကော ခိုဘီမင်းနူရှိက request ကိုရရှိထားပြီးဖြစ်တဲ့အတွက်ကြောင့်နာပိုလီကသူ့ကိုယာဒီဂုံတီအငားနဲ့ခေါ်ချင်နေတာဖြစ်ပြီးအပိသက်ပုံစံမျိုးလိုချင်ပေမဲ့ United ကအငားသာခွင့်ပြုွယ်ရှိပြီးအပိသက်ကတော့လုံးဝခွင့်ပြုသွားမှာမဟုတ်ကြောင်းဆိုပါတယ်ဘန်ဂျမင်ရှက်စကိုရဲ့ဒဏ်ရာပြဿနာဟာပြင်းပြင်းထန်ထန်ဒဏ်ရာမဟုတ်လို့ ACM မဟုတ်ကြောင်းကလပ်ဘက်ကအတည်ပြုခဲ့တယ်ဒါပေမဲ့သူ့ရဲ့ဒဏ်ရာက ဒါရတ္တပတ်အနေငယ်အနားယူရမှာဖြစ်ကြောင်းနဲ့ Chesco ရဲ့တန်ရာဟာ AC ရဲ့တန်ရာကဲ့သို့ဆင်မလာဖြစ်ပေမဲ့ AC ရဲ့တန်ရာမဟုတ်ကြောင်းသူတို့ဘက်ကထုတ်ပြန်ကြေညာခဲ့တာပါ အာစနယ်သင်းရဲ့ဒဏ်ရာရကစားမတွေဖြစ်ကြတဲ့မာတီအိုဒီကာ၊ခိုင်ဟာဘတ်၊နိုနီမာတူအေကေ၊ဂါဘရီယယ်မာတီနယ်လီနဲ့ဒါဗစ်တိုယိုကရက်စ်တို့အားလုံးပြန်ကောင်းပြီးဖြစ်ပြီးတော့မကြာမီပြန်ကစားမယ့် International Break ပြီးမြောက်လန်ဒန်ဒါဘီပွဲအတွက် ready ဖြစ်မယ်လို့ဆိုပါတယ်။ဒီကစားမတွေအားလုံးဒဏ်ရာပြဿနာကနေပြန်လာနိုင်မှာဖြစ်တဲ့ကပရီဂျေဆူးအနေနဲ့လည်းအနေငယ်ဆောင်ဆိုင်စာရှိပေမဲ့သူလည်းခွင့်ရရရင်အသင့်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့အာစနယ်က AC မီလန်သင်းရဲ့တောင်ပိုင်းကစားမ Rafael Leao ကိုသဘောကျနေရှိတယ်။အသက်25နှစ်ပဲရှိတဲ့ပိုတူဂီတောင်ပိုင်းကစားမကိုမြောက်လန်ဒန်ကလပ်ကအချိန်တော်ကြာစောင့်ကြည့်ခဲ့တာဖြစ်ပြီးတော့ဒီတစ်ချိန်မှာခေါ်ယူဖို့ဆန္ဒရှိတဲ့အချိန်သူ့ရဲ့တန်ကြီးကတန်း80နဲ့တန်း90ကြာရှိတာပါ။ အာရှနယ်အသင်းနေနဲ့ဒီ international break မှာတကားပိတ်ခြေစားပွဲတစ်ပွဲကျင်းပသွားဖို့ရှိတယ်သူတို့အနေနဲ့တကားပိတ်ခြေစားပွဲအဖြစ်လေဝိစင်အသင်းအတွက်ရွေးချယ်ခြင်းမရှိတဲ့ကစားမတွေနဲ့ဒဏ်ရာရကစားမတွေချာမှာချက်ခိုင်မှုပြေဝဖို့အတွက်သူတို့ဘက်ကအဲ့ခြေစားပွဲကိုပြင်ဆင်သွားမှာဖြစ်တယ်ချက်စီသင်းရဲ့နီးပြအန်ဇိုမာရစ်ကာကခိုးဖာမာရဲ့ဒဏ်ရာပြဿနာကိုသူတို့ဘက်ကတိချာဂူးဆိုင်နေရတာဖြစ်ပြီးဖာမာနောက်တစ်ချိန်ဒဏ်ရာရပြီးအချိန်တော်ကြာနားရမှာကိုစိုးရိမ်တဲ့အတွက် သူချန့်ခိုင်မှုအပြည့်အဝရရှိမှာပဲသူ့ကိုအသုံးပြုသွားမှာဖြစ်ကြောင်းဆိုပါတယ်ချက်စီတင်ကခိုမိုအသင်းရဲ့အာဂျင်တီးနားကွင်းလက်စားပါနီကိုပက်စ်ကိုဆက်သွယ်ခဲ့တယ်လာကစတာဒဲလိုစပိုရဲ့ပေါ်ပြချက်ရဆက်ဖာဘရီဂက်ရဲ့အာဂျင်တီးနားကွင်းလက်စားပါကိုရီယက်မတွေ့ကပြန်ခေါ်ခွင့်ရှိသည့်တိုင်အောင်ချက်စီကအရခေါ်ယူဖို့ဆန္ဒအပြည့်အဝရှိကြောင်းပေါ်ပြပါတယ်ချက်စီတင်ရဲ့ကွင်းလက်စားပါရိုမီယိုလာဗီယာကကာရိုဘတ်နဲ့ပွဲမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့်အ ਨੇ စုံ တလားထီနားရမှာဖြစ်တယ်ရိုမီယိုလာဗီယာကချယ်ဆီကိုရောက်လာတဲ့300ရာသီတွင်းမှာဒဏ်ရာပြသနာ7ချိန်ထိရောက်ခဲ့ပြီးတော့တနစ်ကျော်လောက်ထိနားနေရတာဖြစ်ပြီးပွဲပေါင်း80ကျော်ကို လွဲချိုထားသူဖြစ်တယ်။တစ်ဖက်မှာတော့ Tottenham Hotspur အသင်းက Real Madrid ရဲ့တောင်ပံကစားသော Rodrigo ကိုစတင်ချဉ်းကပ်လျက်ရှိတယ်။အသက်24နှစ်ရွယ်ရှိတဲ့ Rodrigo က Madrid အသင်းမှာကစားခွင့်လုံးဝမရတဲ့အတွက်ကလပ်ကထွက်ခွာဖို့ပြင်ဆင်နေတဲ့အချိန်စပါအသင်းကတော့အခုလောလောဆယ်မှာသူ့ရဲ့အခြေအနေကိုစောင့်ကြည့်ပြီးတော့ပေါင်တန်း90လောက်နဲ့ခေါ်ယူဖို့ဆန္ဒရှိကြောင်းဆိုပါတယ် Tottenham Hotspur က အန်တွန်ဆမန်ယူကိုစိတ်ဝင်စားပေမဲ့နှွေရတီမပြဖြစ်လာနိုင်ခြေရှိကြောင်းဆိုထားတယ်သူသည်ဖြင့်အန်တွန်ဆမန်ယူကိုဒါဘုံပေါက်ကရောင်းဖို့ဆန္ဒမရှိဘဲနဲ့နှွေရတီမတော့ပေါင်85တန်းတတ်မှတ်ထားတာဖြစ်ပြီးထော်တန်ကသူ့ကိုစောင်းရတီမထက်နှွေရတီမဖြစ်လာနိုင်ခြေရှိကြောင်းဆိုပါတယ်လီဗာပူးအသင်းကယာတီကုံမှာတက်တန်းကုံဆုံးပဲအန်ဒီရော့ဘင်ဆန်ကိုတက်တန်းမတိုးပဲထွက်ခွာခွင့်ပေးမှာပါ 32နှစ်ရွယ်ရှိတဲ့ Andy Robinson ကယာတီကုံမှာ Liverpool နဲ့စာချုပ်သက်တမ်းကုန်ရင် Scotland Club Celtic ကိုပြောင်းဖို့စဉ်းစားထားတယ်လို့ဆိုပါတယ် Liverpool အနေနဲ့ Alexander Bastori ကိုတောက်လျှောက်သဘောချလိရှိတယ်အထူးသဖြင့်ခနာတီထွက်ခွာသွားဖို့များနိုင်တဲ့အခြေအကြောင်း ဘက်ဆိုရီကိုယူရိုသန်း100လောက်ထိတုံးဆွဲသွားနိုင်တယ်လို့အနာကက်ဗန်တိုက်အတွက်ရည်ရွယ်ပြီးတော့သူ့နေရာအတွက်ပါအစားထိုးဖို့ကြိုးပမ်းနေတာဖြစ်တယ်။တစ်ဖက်မှာတော့လီဗာပူးအသင်းကအခုလက်ရှိမှာသူတို့အသင်းရဲ့ကိုယ်လှယ်ကစားပါဆပ်ပေါ်စလိုက်ပေါ်ဆက်ယူလာတဲ့ကလပ်အသင်းတွေကိုပေချလိုက်တယ်။ဒိုမီနစ်ဆပ်ပေါ်စလိုက်ကိုရယ်မက်ဒရစ်အသင်းနဲ့ မန်ချက်စတာစီးတီးကစိတ်ဝင်စားပြီးတော့25နှစ်ရွယ်ရှိတဲ့ဒီကလာမောက်ကို ASK ပေါ်ပြချက်ရဒီကလပ်အသင်းတစ်သင်းကခေါ်ချင်တယ်လို့ဆိုတယ်ဒါပေမဲ့လီဗာပူးကဆူပါစတိုင်းကိုရောင်းချဖို့ဆန္ဒလုံးဝမရှိကြောင်းဆိုပါတယ်မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကစားသမားနီကိုဖွန်ဇာလက်ကာတော့သူ့အနေနဲ့အကောင်းဆုံးပုံစံနဲ့ highest level ကို ဖြည်းဖြည်းချင်းတန်လန်းနိုင်တော့မှဖြစ်ကြောင်းနဲ့ဂွာဒီယိုလာကသူ့ဘော်ကိုယုံကြည်မှုအပြည့်အဝပေးခဲ့တာကသူ့ရဲ့ခြေစွမ်းကိုများစွာတိုးတက်လာစေရလို့ဆိုပါတယ်မန်ချက်စတာစီးတီးရဲ့ဘယ်နောက်ခံကစားမနီကိုအိုရိုင်းလီကရိုက်ရဲ့အိုက်နိုရီကိုကျော်ပြီးဘယ်နောက်ခံလူအတွက်ကစားပွဲရတဲ့နောက်ပိုင်းမှာ ဒီ position ကသာမကအင်္ဂလန်လူဝေးစေအသင်းပါပါဝင်ခွင့်ရဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ Newcastle United အသင်းရဲ့နီးပြအက်ဒီဟောင်းက PR တွေကြားကနေ Sorty Pension တွေကသူ့ကိုထောက်ခံမှုအပြည့်ပေးထားစေဖြစ်တယ်။ Newcastle ကအခုလောလောဆယ်မှာ CEO အသစ်ကိုခံထားပြီးတော့ David Hopkinson က ါယာတိဆဆိုးဝါးသည့်ရလက်တွေဖြစ်နေတိုင်းအောင်အဒီဟောင်းပေါ်ယုံကြည်မှုအပြေဝါရှိချောင်းဆိုပါတယ်ဘူဘာဟာတာသင်္ကသူတို့ရဲ့နီးပြတဲ့ဖြစ်တဲ့ raw app မှုကိုစောင်းရတီမှာလူသစ်ဝယ်ယူဖို့ထောက်ခံပေးသွားမှာဖြစ်ပြီးတော့လိုအပ်တဲ့ကစားမတွေကိုသူတို့ဘက်ကအပြေဝါခေါ်ယူပေးမှာဖြစ်တယ်လို့ဆိုပါတယ်အတ္တလန္တာအသင်းကလည်းရလက်တီဇက်တိုက်ဆိုးဝါးနေတဲ့နောက်ပိုင်းမှာသူတို့ရဲ့နီးပြ event yuric ကိုယာဒုကထုတ်ပေးလိုက်ပါတယ်ဟိုတနေ့တုန်းကဆာဆွေလူကိုကိုပြက်ရှုံးပြီးတဲ့နောက်ပိုင်းမှာဒါအသင်းဘက်ကသူ့ကို ယာတုကထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ West Ham United အသင်းရဲ့တိုက်စစ်မှု Nicholas Focus ကို AC Milan အသင်းကချဉ်ကပ်သလို Italy Club အသင်းအချို့ကလည်းခေါ်ချင်တယ်။32နှစ်ရွယ်ရှိတဲ့ Germany တိုက်စစ်မှုကရာသီကုန်မှာ West Ham ကနေထွက်ပို့လုပ်နေသလိုစောင်းရာသီမှာတင်ထွက်ခွာဖို့ပြင်ဆင်နေတဲ့အတွက် City Club တွေကသူ့ကိုချိတ်ဆက်လျက်ရှိနေပါဒါရီကဆေးဝါးစားချာနောက်ဆုံးရအားသာတဲ့ပါအားလုံးချင်းကြပါတယ်